အစ်ဆွတောင်းကို၄ကိုပြတ်နိုင်တဲ့ပွဲစဉ်မှာကျော်ကြိုက်ဆုံးအာဆင်နယ်ကစားသမား၄ယောက်ဒီလေးယောက်ကတော့ကျွန်တော်စိတ်တမ်းရရွေးထားတာဖြစ်တဲ့အတွက်ကျွန်တော်ညီကိုနဲ့အကြိုက်ချင်းမတူလို့ရှိရင်လေခွန်မဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်။ကဲကြောကြိုက်ဆုံးနံပါတ်၄နဲ့မှာရှိတဲ့ပလေးယာကပတိန်ကြီးမာတင်အိုဒီဂတ်အမေရိကန်တော့အိုဒီဂတ်နေနဲ့ ဒီလို performance မျိုးတွေကိုကျွန်တော်အမြဲတမ်းမြင်နေခဲ့တာဒီနေ့ပွဲစဉ်မှာတော်တော်ကောင်းတယ်အာဆီနယ်တင်းရဲ့ကစားသမားတွေအားလုံးနဲ့မှာ goal score မှတ်တမ်းတွေရဆိုလို့ရှိရင်လက်ရှိအဲ့ဒီပွဲစဉ်ရဲ့ rating အကောင်းဆုံး8.8အထိရခဲ့တယ်တွင်းကိုမလုံနိုင်ခဲ့ဘူးဒါပေမဲ့ဖန်တီးမှုလုံနိုင်ခဲ့တယ်ဒီနေ့ပွဲစဉ်ရဲ့တကယ်ကောင်းမွန်တဲ့ performance ကိုပြနိုင်ခဲ့ဖို့လေအဲ့တော့ Origin ကဘာတွေကောင်းလဲသူ twin ကိုတလုံးစူးစမ်းခဲ့တဲ့အဝေးကနေပြီးတော့ဒီတောင်ကြီးကိုလှမ်းကန်တာ ါမဲ့အတွင်းထံကိုထိပြီးပြန်ထွက်သွားတာတလုံးရှိတယ်။နောက်တစ်ချက်ကကွင်းလေထဲမှာလိုက်ပြီးဘောလုံးဖြန့်တယ်။အထူးသဖြင့်ပြိုင်ဘက် area ထိမှာဘောလုံးကောင်းကောင်း handle လုပ်ပြီးခြင်ထားတဲ့တကအိုဒီကကိုအသင်းငယ်နဲ့ပွဲစဉ်မှာကျွန်တော်တို့ပို့ပြီးတွေ့ရတယ်။အသင်းကြီးနဲ့ပွဲစဉ်မှာသူ့ကို target ထားပြီး man marking ကတ်လို့ရှင်တော့အဆင်မပြေတာရှိပေမဲ့ Martin Odiga တင်နဲ့အဲ့လိုမျိုးအခြားအသင်းအသေး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 ကိုကိုရီးကခြိပြီးတုပ်ပြီး position နဲ့ zone တွေအတိုင်းဝီးဆော့ပြီးဆိုရင်တော့သူ့စီကနေပြီးတော့ greater performance တွေ့ရတယ် ဒီနေ့ပွဲစဉ်မှာလည်းမာရီအိုရီကက်ကကွင်းလေညာချမ်းမှာကောကွင်းလေပိုင်းမှာကောအတက်ဆင်းမှန်မှန်နဲ့ဒီညာချမ်းမှာစကာတို့ဗန်ဝိုက်တို့နဲ့ link တွေ့ွားခဲ့သူ့ဆီကထွက်တဲ့ pass တွေကလည်းမနေဘူးပြီးတော့လေကောင်းမွန်တဲ့ပေးပို့မှုတွေအများကြီးလုပ်နိုင်ခဲ့ဟောလေ16မိနစ်မှာတော့ဒါ အသင်းအတွက်ပထမဆုံးဦးဆောင်ဂိုးလို့ပြောလို့ရတဲ့ Trossard ကကို ဖန်တီးပေးခဲ့တယ်။ဖန်တီးလိုက်တယ်ဆိုတာထက်ဆိုင် သူကမ်းမယ်စာဘေးနာပလေးယာတက်ကိုပြန်ပြီးတော့ခြာပီးလိုက်တဲ့သဘောမျိုးပေါ့လေ။အဲ့ဒီနေထားကမ်းမယ်ဆိုလည်းအရှင်းမှာ Defender တွေအရင်ပြည့်ကျညံ့တယ်။ဒီအလုံးကိုလည်း Odigat ဖန်တီးမှုဖြစ်သွားအောင်ဆိုပြီးတော့ Trossard ကလဲနေတဲ့ဂျားကနေပဲပိတ်သွားခဲ့တယ်။ပြိုင်မဲ့ကစားသမားကြီးချုပ်ကြားတဲ့ရပဲအဲ့ဘောလုံးထောက်ထားတယ်။တစ်ဖက်ကကဘာမှမလုပ်နိုင်ဘူး။အသင်းအတွက်အရန်ကိုအေးပါလုံးနဲ့ဦးဆောင်ကိုတည့်ရတိုင်းပဲဗျာ။ အာဆင်နယ်ကပိတ်ဆို့ဆော့တဲ့အသင်းငယ်နဲ့ဆိုရင်ဥဆောင်ကိုဒီအသက်တမျှအရေးပါတယ်။အဲ့အတွက်ဒီဥဆောင်ကိုဖန်တီးခဲ့တဲ့မာတင်အိုရီဂတ်ကိုတော့ကျွန်တော်လုံးဝ appreciate ဖြစ်ရမယ်။ကျွန်တော်လည်းဒီကန်ရိုက်နီတူအိုရီဂတ်ကိုအနားပေးဖို့မျှော်လင့်ခဲ့ရပါလိမ့်။ဒါပေမဲ့အသင်းရဲ့ playmaker လည်းဖြစ်နေခဲ့တဲ့အတွက် AI ဒါတော့ပွဲပြီးထိတုံးသွားတာတွေ့ရတယ်။အဲ့တော့မာတင်အိုရီဂတ်ကိုတော့ဒီနေ့ပွဲစဉ်ကြောကြိုက်ဆုံးနံပါတ်၄နေရာမှာရွေးပါတယ်။ကျွန်တော်ကြိုက်ဆုံးနံပါတ်၃နေရာမှာရှိတဲ့ player ဇင်ချန်ကိုပထမတော့ဇင်ချန်ကိုဒီပွဲစဉ်မှာသုံးမယ်လို့မထင်ဘူး။နောက်ဆုံးသုံးလာမယ်ဆိုလို့ရှိရင်လည်း ဒါလူစားဝင်ပြီးလာမဲ့ပုံစံမျိုးပေါ့လေဒါပေမဲ့အာတီတာကအသင်းရဲ့တကယ့် main line နဲ့လက်ဘက်ကစားသမားဖြစ်တဲ့ Louis Scaly ကိုအောက်ထားပြီးတော့စင်ချက်ကိုထည့်ပြီးသုံးလာအာကိုစရာဟုတ်မဟုတ်ပါမလားပေါ့လေဘယ်အချိန်မှအမှားထလုံမလဲဆိုပြီးအန်အားတင့်နေခဲ့တာစိုးရင်နေခဲ့တာဒါပေမဲ့တိုက်စစ်တယ်မဟုတ်ဘူးဆရာသမားခံစစ်လက်ဒီနေ့မစိုးဘူးသူ့ဆရာနေထွက်တဲ့ pass တွေကလည်းအသင်းအတွက်တော်တော်လေးအရေးပါတယ်သူကဒီနေ့တလုံးမဲ့သူဖန်တီးပေးနိုင်ခဲ့တယ်88မိနစ်မှာ Ethan Wanderi အတွက်ဒါပေမဲ့ အခြားဒီ pre acid ပုံစံမျိုးတွေဘေးကနေကူညီခဲ့တဲ့အရာတွေအများကြီးပဲဗျဇင်းချန်ကူနဲ့ပတ်သက်ပြီးဒီနေ့ပွဲစဉ်မှာကျွန်တော်တွေ့တာလေအဲ့ဒီလက်ဖက်ဖူးဖက်နေရာမှာထပ်ဆိုင်ဇင်းချန်ကူကကွင်းလယ်မှာတက်ပြီးဆော့သွားတာများတယ်ပြီးတော့ declan right နဲ့အတူတူဘဲဘဲချန်တိုက်စစ်တောင်းဝမ်မှာ link ကတွဲသွားတာကြီးတော်တော်လေးကောင်းတယ်သူပါလာပြီဆိုရင်တော့သူ့ဆီကနေပြီးတော့တိုက်စစ်ကိုပံ့ပိုးပေးတဲ့လောင်းဖို့တွေအရန်ထွက်တယ်ဇင်းကြီးကအဲ့တခုကောင်းတယ်သူက skill player အရင်ကမှ physical ကောင်းတဲ့ player တော့မဟုတ်ဘူးဒါပေမဲ့ skill player defensive အားနည်းချက်တချို့ရှိဆိုမြဲသူပါလိုက်တော့အသင်းရဲ့ attacking mind wall rate ကအရင်ထိုးတက်လာတာဇင်းကြီးဒီနေ့ပွဲစဉ်မှာအသင်းအတွက်အရေးပါတဲ့ဒီ position အသာယူပြီးတော့ link up တွေဝါးတွေ့ရတယ်ဒီ AE ကထိမှာ Mario Origa ညာချမ်းဆိုရင်ဘယ်ဘက်ချမ်းမှာဆိုဇင်းကြီးရဲ့ box thrill ကို လိုဘလော့တွေချဲတဲ့ပတ်တွေကိုကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်။အဲကြောင့်ဇင်ချန်ကိုဒီနေ့ကျွန်တော်အကြိုက်ဆုံးနံပါတ်3ညမှာရွေးပါတယ်။သူကတော့အီတန်ဝမ်ရီအတွက်ဖန်တီးပေးနိုင်ခဲ့ဗောလေ။ဝန်နေရဲ့ဒါကို6ရောင်းသွင်းပြီးတော့ဖန်တီးမှုအဖြစ်ဇင်ချန်ကိုပြန်ပြီးကျေးဇူးဆက်နိုင်တယ်။ကဲကျွန်တော်အကြိုက်ဆုံးနံပါတ်2ညမှာရှိတဲ့ player အဲ့ဒီ player ကတော့ဘူကာအိုဆာကာ။ဆာကာဒီနေ့ဒီနေ့ပွဲစဉ်မှာအနည်းဆုံး2-3ခုလောက်ရခဲ့တဲ့။ဒါပေမဲ့ထိချက်မှားတယ်ပြောမလား ူပဲပြာနေခဲ့တယ်ပြောမှာဂိုးတွေတော့မရခဲ့ဘူးဒါပေမဲ့အာဆင်နယ်တင်းဖြစ်တည်သွားတဲ့ပထမနှစ်ဂိုးမှာဆိုရင်စကားချီရလိုက်ရတယ်မကင်းဘူးပထမဂိုးပထမဂိုးမှာကျွန်တော်တို့ဖန်တီးမှုကမာတင်အိုရီရဲ့ရရဆိုပေမဲ့အဲ့ဒီဂိုးကိုညာဘက်ချမ်းကနေပြီးတော့ဖြတ်တင်လိုက်တာကဘူးကောက်စကားဒါကို trosser ကပိတ်သွင်းသွားတယ်ဒုတိယဂိုးဒုတိယဂိုးမှာမာတင်နယ်ရီသွင်းတော့မီခင်းမိန်တို့ဖန်တီးတယ်ဆိုပေမဲ့အဲ့ဒီဂိုးမြဖြားခလာတာညာဘက်တိုက်စစ်တောင်ပိုင်းကနေပြီးတော့ပြန်ပြတ်ခန်းစစ်ကစားမအောင်ကြော်ပြီးတော့ running with the ball နဲ့ပြေးပြီးတော့ cross ball ခင်းပြလိုက်တာကောင်းရတာဗျာကျွန်တော်ကြည်နေတာလေ is it down ရဲ့ fullback ကစားသမားတွေဒီ quality ဘူကောက်စာကာနဲ့ရှင်တဒန်းနှိမ်မှန်တယ်ဒါပေမဲ့စာကာနေနဲ့ injury ကင်းရှင်းဖို့လည်းဦးစားပေးဆော့နေတာဖြစ်တဲ့အတွက်အဲ့လောက်ကြီးတော့ stamina အပြည့်ထုတ်ပြီးတော့ဘောစားထုတ်ပြီးတော့ဖြတ်တင်မယ်လို့မထင်တော့ဒါပေမဲ့ तू ပြေးရင်ပြေးသလောက်အာဆီနဲ့အကျိုးမြတ်တွေအများကြီးရတယ်အဲ့တောင်ပန်းနေပြီး तू ပြေးွားတယ် cross ball ခင်းပြီးတယ် ဲ့ဒါကိုမိခင်းမိန်တို့အတရာလေးနောက်ပေါက်လေးနဲ့ပြန်ပြီးခင်းပေးတာဟိုမာတင်လေကြီးသွင်းသွားတယ်။အဲ့ဒီနှစ်ကိုယ်လုံးကဘူကောစကားရဲ့ခြေရလေးကမခင်းဘူး။ပထမပိုင်းပြီးကနေမှဆရာသမားလွှဲလိုက်တဲ့ကန်ချက်တွေပြအနည်းလေးနှစ်ကိုယ်သုံးကိုယ်လောက်ရှိတယ်။လုံးဝဂွင်းပြီးထင်ထားခဲ့တဲ့အလုံးမျိုးတွေထိချက်မှပြီးအဝေးတောက်တောင်းနေတော့မနှီးဆက်ဘူးလွင်သွားခဲ့တာ။ပညာဆန်းပြီးတော့ပနတိပေါက်ထဲမှာအဝေးတောက်ပုတ်ဆွဲပြီးကန်တဲ့တလုံးတော်ရှိတယ်။သူကန်လိုက်တာလုံးဝအတိကြကြီးဒါပေမဲ့နည်းနည်းလေးအပြင်ဝိတ်ပြီးထွက်သွားခဲ့တာ။ဆရာသမားပြီးတော့ပြုံးနေတယ်။ ပြောမယ်ဆိုရင်ဒီနေ့ပွဲစဉ်မှာစာကား twin ကိုးတွေရတာမရဘူးဆိုတဲ့ trainee စင်းသွားလို့ပြောလို့ရတယ်။ဖန်တီးမှုတွေမရခဲ့ရင်လည်းအသင်းအတွက်အကောင်းဆုံးတော့လုပ်ပေးသွားဖို့လေ။ဒါကြောင့်လည်းကျွန်တော်စာကောက်ဒီနေ့ပွဲစဉ်မှာအကြိုက်ဆုံးနံပါတ်1နေရာမှာရွေးပါတယ်။ကဲပြီးတော့လည်းထပ်ပြီးပြောစရာတခုရှိတာကစာကာကသူ့ရဲ့ဖြတ်တုတ်ခံလိုက်ရမှုနေသူ့နာကျင်မှုနဲ့အတူထပ်တူပဲပြန်ပြန်ကစားမှောက်အနီးကပြအောင်လေ။ ဒါအသိန်းအတွက်ပတ်ဝန်းပြနိုင်ခဲ့ဟောလေဘသူမှတော့ပြင်မြကသားမောက်ကိုထွက်ပါစေကိုကတော့အနာခံလိုက်မယ်ဆိုတဲ့စိတ်မျိုးနဲ့မရှိမဲ तू အဖြတ်ထုတ်ခံလိုက်ရတာလေအသိန်းအတွက်ဆိုလူတယောက်ပူပြီးကစားနိုင်မယ်အခွင့်အရေးဖြစ်သွားတယ်အဲ့ဒီလုံးမှာ तू EU ဒီမျိုးဖြစ်တာကျွန်တော်တို့တော်တော်ကျေးဇူးတင်ရမယ်တဖက်ကစားသမားကတော့ညီကိုညီတဲ့နေထောက်ထားတဲ့ခြေောက်ကိုဗျာနောက်ကနေလှမ်းပြီးတော့တက်နေတာနင်းနေဆိုတာစောင့်မိနေတဲ့သဘောမျိုးကျွန်တော်တို့တစ်ချိန်တော့ကစားသမားကြီးဓာစေးပါထောက်ထားတဲ့ခြေောက်ကိုထပ်ပိုင်းကျိုးသွားတာ အဲ့လိုနင်းခံလိုက်ဟိုကရှေ့ရနေနင်းခံရတာဗောလေအဲ့တော့ဒီလိုဖြစ်ဖြစ်မျိုးတွေကကစားသမားတွေဆိုအရန်အနေများတယ်ဒါကြောင့်မို့ပရီးမီးယားလိကချက်ချင်းဓာတ်ရအန်ဒီပြလိုက်တယ်အဲ့တော့ကျွန်တော်တို့ဒီလူတယောက်အသာကစားကွက်ပို့ပြီးစုံမိုးသွားပြီးတော့ဒီလိုကိုပြည့်ရလက်တခုဖြစ်လာဗောလေကဲကျွန်တော်ရဲ့ man of the match ဒီနေ့ပွဲစဉ်ကျွန်တော်ရဲ့ man of the match ကတော့ trosset တကယ်ကိုကျွန်တော်ရဲ့ man blue လေးအရှိရပွဲစဉ်ဒီမှာလေအနာရခဲ့လို့အကြောင်းလားမသိဘူးဒီနေ့ပွဲစဉ်မှာပို့ပြီး stamina ကြီးထုတ်နိုင်ခဲ့တယ်အသင်းရဲ့ဥဆောင်ကိုအတွက်ကတကယ်ကိုမှ ပြစ်ကျက်ညက်နေခဲ့တဲ့ပြန်ပြခံစစ်ထဲမှာသူ့ရဲ့ပပနဲ့နဲ့ချော်လဲရောထိုင်သွင်းသွားခဲ့တဲ့ကိုအဲ့ဒီမှာမာတီနယ်လီဖြစ်ကြည့်အဲ့ဒီဘောလုံးအစာဆိုးပြီးဆရာသမားအဝေးထောင်ကိုကံပိုးကြိုးစားပါပဲစာကာဆိုလို့ရှိရင်လည်းမာတီအိုရီကနဲ့ပြန်တွေ့ပြီးကန်ကြီးကန်ပဲအကြိမ်ကန်လိုက်မယ်ဆိုရင်တော့မှအခုလိုမျိုးချော်လဲနဲ့မြေလိမ်မောလေးဝင်သွားဖို့လမ်းမမြင်ဒါပေမဲ့ဆရာသမားကတော့တည့်ရတိုင်းပဲအကောင်သေးသေးနဲ့ပဲကြုံသလိုပိတ်သွားခဲ့ကျွန်တော်တို့မကိုးတော့ဘူးထင်တာကိုးသွားခဲ့ အဲ့အတွက်လည်းဒီဂိုးနဲ့ပတ်သက်ပြီးမာနေအိုရီကောက်ကိုဟောပူကောက်ဆာကဟောလုံးဝ appreciate ဖြစ်တယ်။နောက်တစ်ခုအဲ့ဒီဂိုးကလည်းကျွန်တော်တို့ bright တမှာရှိတော့သူ့စီကကျွန်တော်တို့မကြာခဏတွေ့ရတဲ့ cup inside ပုံစံမျိုးဒီ penalty box ထဲမှာကန်တဲ့ဟာမျိုးအဲ့ဒါကတောင်းကန်ဘောကန်တော့မလို့နဲ့ link ကတွဲပြီးတော့ declan right ကပြန်ပြီးရတဲ့အခါမှာ penalty box ထဲမှာရှိတဲ့ process ကိုမထင်မှတ်ဖက်နဲ့ဖက်ခနဲ့ပြန်ပေးသွားတာ process ကအရှိမ defender 3-4ဦးလောက်ရှိတယ်ပြီးတော့လေဂိုးဘောမှာဂိုးသမားသူနဲ့ဆိုအနီးကပ်ပဲ ဲ့တော့သူဘာလို့လဲဆိုဘောလုံးလက်ခံပြီးတာနဲ့ချက်ချင်းကိုဘက်ကိုကိုနေဟန်တာလှဲ့တယ်အဲ့ဒီဘောလုံးကိုအန်ကယ်ပူကျဲသွားအောင်ဆိုပြီးတော့ပန်တီစပော့ဘက်ကိုနည်းနည်းလေးအစထုတ်လိုက်တယ်အဲ့ဒါကအရန်ရေးပါတယ်ဂိုးသမားဖမ်းတဲ့ဒီဂိုးတိုင်နဲ့သူနဲ့ဒီအနေထားကြောင့်ဘောလုံးနည်းနည်းထုတ်လိုက်တဲ့ခါကျတော့ကန်ရမဲ့ဗျက်ကပူကျဲသွားတယ်အဲ့မှာဆရာသမားကန်လိုက်တာပြီးတော့လေသူနဲ့ဂိုးသမားကြား distance တစ်ခုက မြေလိမ်ဘိုးကန်တဲ့အခါမှာဂိုးသမားတွေအတိအတိုင်းပဲဒီမြေကြီးပေါ်ကိုဓာတ်ပစ်ဖို့အတွက်ဆိုရင်စက္ကန့်ပိုင်းလောက်အများနဲ့နှောက်ကြလိမ့်ရှိတယ်။ဒါဟောကောင်းကောင်းအသုံးပြုရောသွင်းသွားခဲ့တယ်။ဒီနေ့သူသွင်းသွားတဲ့နှစ်ကိုလုံးကမြေလိမ်ဘိုးတွေကြီးပဲတေတသက်ပဲကစ်အရန်ပြင်းနေဆိုတာထက် finishing ပိုပြီးတိကျရပြောလို့ရတယ်။အဲ့တော့ဒီနေ့ပွဲတင်ရင်ကျွန်တော်ရဲ့အကြိုက်ဆုံးကိုပြောပါဆိုရင်တော့ trust ပဲ။ ဲ့တော့ trusted ကြီးကိုစာချုပ်တက်တန်းတိုးပြီးတော့ tacit တောင်းမှ quality မဝယ်တော့ဘူးလားဆိုတော့မဟုတ်ဘူး။ယာတီကုန်ပြီးတော့ trusted ကိုကျွန်တော်ဆက်ပြီးအသုံးပြုဖို့လိုအပ်တယ်။ super set အနေနဲ့အကြိမ်မြတ်တက်တန်းမတိုးနိုင်ဆိုတော့2026မှာကုန်မဲ့ကစားသမားတို့တွေမှာရောင်းတင်တယ်။ပြီးရင် quality tacit တောင်းမှ Nico Williams ဒါမှမဟုတ် Simino ဒါမှမဟုတ်ကုညာတယောက်တော့ဖြည့်မှဖြစ်မယ်။အဲ့လိုဖြည့်မဲ့အတန်ဒီကြောက်လောက်နေမာတင်နီလေးကလည်းခုနောက်ပိုင်းတော်တော်လေးကြိုးစားလာတယ်။ကျန်တဲ့ကစားသမားကြီးအားလုံးလည်းကောင်းပါတယ်။ Rice ပါဝင်ပါလေ။ဒါပေမဲ့ဒီနေ့ပွဲချင်းက issue down လည်းဖြစ်တယ်။ တင်းစင်းစွာရုံးကန်နေတဲ့အတင်းတင်းနဲ့ဖြစ်တယ်။ဂိုးပြတ်တယ်ဆိုရင်မဲ့ကျွန်တော်တို့ချန်ပီယံလိလောက်တော့ကျွန်တော်တို့ယင်တယ်မှာအပျော်ရောက်မယ်လို့တော့မထင်ဘူး။ဒါပေမဲ့ချန်ပီယံလိဝင်ဝင်အတွက်ပရီးမီးယားလိမှာကျွန်တော်တို့လှုပ်ရှားရှိတဲ့အင်စာတွေကိုတော့ဒီနေ့ပွဲစဉ်ကကောင်းကောင်းလုပ်နိုင်ခဲ့တယ်တင်တယ်။အထူးသဖြင့်သုံးပွဲမြောက်မှာပြန်ပြီးတော့အနိုင်ပွဲပြန်ရှာတွေ့ခဲ့တာဗောလေအဆုံးထိကြည့်တဲ့လဲအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ညီကိုတွေအကြိုက်ဆုံးကစားသမား 3ယောက်4ယောက်ရှိခဲ့ရင်ခွန်မှဝင်ရောက်ရေးသားပြီးတော့လို့ရပါတယ်ဒီ season လေးကိုဒီကောက်ကြီးပောင်းပြီးတဲ့ show ball လုံး online agent ကိုလည်းကျေးဇူးတင်ပါတယ်အမှဆုံးမယ်ဆိုတော့ Viber ဖုန်းနံပါတ်ညာကို6016636 3936ဆက်တက်ပြီးတော့ဝန်ဆောင်မှုအပြည့်ဝရောက်နေဖြစ်လို့ငွေပုံဝန်ဆောင်ရှိမှဘောလုံးပွဲတွေကိုလောက်မှာဘောလုံးပွဲတွေလုံးဝမလောက်တဲ့ဆိုတော့ YouTube မှာကိုထုတ်ပေါ်ပေါ် show ရရှာပြီးကျွန်တော်တို့အားပေးလို့ရပါတယ် iFact ခွေရှိကို sport internet ငါးသုံးလုံးမိတူကိုကစားမယ်ဆိုရင်တော့ Viber ဖုန်းနံပါတ်ညာကို6016636 3936ကိုဆက်သွယ်လို့ရနေပါပြီခင်ဗျာ